င်သားခံယူထားတယ်ပီတာဂေခရစ်နဲ့ဒါသူနဲ့ရတော့ဖိုင်နယ်အတိုင်းသူနဲ့ပဲတွေ့တာပဲအေချာဂိယူဒဇိုက်ကစားလို့လေရှင်တာအောင်မြင်မှုရတာပါ သူလက်ရည်လေဒါအထူးကောင်းပါတယ်ဒါပေမဲ့ကိုရီးယားကတော့ဟိုလက်ရည်လေ့ကျင့်ထားတဲ့အစင်တန်းတစ်ခုလည်းရှိသလိုဟိုဒရီမလို့အောင်လေကစားလို့ဒီရလက်ကောင်းရတာပါအဲ့တော့ ဒီဒီချိန်လဲအဲ့လိုပေါ့ရလက်ကောင်းမှုအတွက်ကိုဟိုလက်ရည်ပြင်ဆင်မှုရောသတိမလွတ်အောင်ဒီနေရပေါင်းမှအောင်မြင်မှုရအော်ချန်ပီယံ6ကြိမ်ရတာတော့သူကဒရင်ကနောက်ဘောနံပါတ်1သူကစီရင်ဝင်ထားတယ်။ဘီလီအာဂဇာနဲ့ပါဝင်ရှင်နိုင်သွားမယ်။ ချန်ပီယံဖြစ်တဲ့ဥပောက်ဆန်းနဲ့ကျွန်တော်တို့တွေ့ဆုံမိန်းကောင်းအောင်ဖြစ်ပါတယ်2023ခုနှစ်ဘောင်ဒီယမှာကျင်းပပြုလုပ်ခဲ့တဲ့စီးကိမ်းမှာရောင်းဝမ်းတဲ့ရွှေစိတ်စုကိုတင်ပိုက်ခဲ့တဲ့ဥပောက်ဆာဒီနေ့မှာခိုင်းနိုင်ငံမှာကျင်းပပြုလုပ်မယ်ပြိုင်ပွဲမှာဘယ်လိုစုတွေကိုတင်ပိုက်လာနိုင်အောင်လဲဆိုတာကိုဘယ်လိုမျိုးလေ့ကျင့်ပြင်ဆင်မှုတွေလုပ်ထားလဲဆိုတာကိုရောကျွန်တော်တို့ဒါရောက်တွေ့ဆုံမိန်းကောင်းအောင်ဖြစ်ပါတယ်ခင်ဗျာဘယ်လိုလေ့ကျင့်နေလဲတိကကတော့နေ့စဉ်ကစားဖို့ပါပဲတနင်္ဂနွေပိတ်ရက်ကလွင် ကျန်တဲ့ရက်တွေမှာနေ့စဉ်လေ့ကျင့်ဖြစ်ပါတယ်ခါတိုင်းနေ့တွေမှာလည်းဒီတိုင်းပါပဲပုံမှန်နေ့စဉ်ဘယ်ကောမနေ့7နိုင်ရက်နေ့နေ့လဲ7နိုင်အဲနေ့လဲ7နိုင်ရက်နေ့9နိုင်ပေါ့ဒီကြားထဲမှာအနည်းငယ်တော့နားရပြုရရှိမယ်လေ့ကျင့်ရင်ဒီနေ့6နိုင်လောက်ပေါ့အဲပုံမှန်လေ့ကျင့်သွားရပါတယ်ဟုတ်ကဲ့ လေ့ကျင့်မှုကိုလုံလောက်တယ်လို့ပြောလို့ရမှာကိုတို့လုံလောက်ပါတယ်တကယ်နိုင်ငံတကာသတ်မှတ်ထားတာလဲလေ့ကျင့်ခြင်း6နိုင်ရန်နဲ့7နိုင်အတွင်းပေါ့ဒါတော့ဆိုလုံလောက်ပါတယ်ဟော1999ဂျကာတာ19ကြိမ်မြောက်စီကိန်းကနေစပြီးတော့ဒါစကစားဖြစ်တာပေါ့စကားကြားထဲမှာလဲကစားလိုက်မှုစကားလိုက်နဲ့2022အဲဒီဘီအန်နဲ့ 23ကမ္ဘောဒီးယားခု25ဒီထိုင်းလင်းပေါ့လေဒါတော့စက်တိုက်အစားပြစ်လာတော့ပေါ့ဘယ်လိုရှိခဲ့လဲအတွေ့အကြုံတွေချက်ပြန်ပြီးကျွန်တော်တို့ share လုပ်ပြီးပေါ့တွေ့အကြုံပြောရင်တော့ဒုတိယအဆင့်တက်လာ semi final တက်လာရင်တော့အနည်းဆုံးယူရီးယားနဲ့တွေ့တော့ယူရီးယားနဲ့တွေ့လို့ရှိရင်တော့ဘယ်ကောင်းမလဲဆိုတော့အမားမရှိအောင်ငကယူဆိုင်ကစားတဲ့နေသားလေးတွေရှိတယ် အဲသူကနေပြီးတော့နောက်ဖိုင်နဲ့တဲ့ရင်တော့တကယ်နံပါတ်ကြီးကစားသမားအင်္ဂလန်ပေါ့စင်ကာပူနိုင်ငံသားခိုင်ယူထားတဲ့ပီတာဂေခရစ်နဲ့ဒါသူနဲ့ကတော့ဖိုင်နဲ့အတိုင်းသူနဲ့ပဲတွေ့တာပဲအေချာဂယူတစိုက်ကစားလို့လေရှင်ဒါအောင်အောင်မြင်မှုရတာပါ သူလည်းရေလေဒါအထူးကောင်းပါတယ်ဒါပေမဲ့ကိုရီးယားကတော့ဟိုလည်းရေလေ့ကျင့်ထားတဲ့အစင်တန်းတစ်ခုလည်းရှိသလို့ ဟိုဒရီမလို့အောင်လေကစားလို့ဒီရလက်ကောင်းရတာပါဟုတ်ကဲ့အဲ့တော့ဒီဒီချိန်လဲအဲ့လိုပေါ့ရလက်ကောင်းမှုအတွက်ကိုဟိုလက်ရည်ပြင်ဆင်မှုရောဒရီမလို့အောင်ဒီနှစ်ရက်ပေါင်းမှအောင်မြင်မှုရမှာပါဟုတ်ပါရီပူပြီးတော့ဒီဆိုင်ကိုထပ်လို့ရတယ်ရှိအောင်မလို့ထင်ဟုတ်အခြားတော့ထူးထူးခြားခြားတော့မရှိပါဘူးအဲ့ဒီကစားနည်းပေါ်မှာတော့ ဥပမာတစ်ခုအကျမ်းပြပြောရမယ်ဆိုလို့ရှိရင်တော့သူများကိုအခွင့်အရေးမပေးနိုင်ရင်တော့ကိုနိုင်ပါပဲလေအဲဒီတော့လည်းခေါ်မလဲဆိုတော့လေ့ကျင့်ပြင်ဆင်ဒီကိုရမယ်အခွင့်အရေးကိုမိမိရာကစားပြီးတော့သူများကိုလွယ်လင်းတကူအခွင့်အရေးမပေးနိုင်ရင်တော့ကိုအတွက်အောင်မြင်မှုရမှာပါထပ်ပြီးတော့ပြင်ဆင်မှုတွေထပ်လိုနေအောင်လည်းဘာတွေသတိထားဖို့လိုအောင်လည်းကိုကိုယ်တိုင်အတွက်ပေါ့အဓိကတော့ဒီကစားသမား ရိုင်းဘလခေါမလဲပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့စာအုပ်ဖတ်တာတွေလက်ရှိတော့ပေါ့။ဒါစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေအဲ့ဒီကပါလဲဆိုတော့သူကအလုံးတစ်ခုကစားမယ်ဆိုလို့ရှိရင်တော့သူကနံပါတ်၁ကအမှားအမှန်ဆုံးဖြတ်ချက်ချ။သူကဒီဥစ္စာကိုကစားတဲ့မစကားတဲ့နောက်တစ်ခါ ဒါပြီးမလုပ်မလဲအဲ့လိုဆုံးဖြတ်ချက်တွေကိုပုံမှန်ချသွားရင်တော့အပါရင်နေတာပေါ့ဆိုတော့စလေ့ကျင့်နေတာဒါတွေကိုလိုက်နာပြီးလေ့ကျင့်တော့ကိုယ့်အတွက်ကတော့ကိုယ်အဆင်သင့်ဖြစ်ပြီးကောင်းပါတယ်ခုနပီတာဆိုရင်ဝေါ်နံပါတ်1ပါကြခြံခဲ့တဲ့ထင်ပါတယ်3လေးနှစ်ကဆိုရင်သူကဝေါ်ချန်ပီယံ6ချိန်ရထားတော့သူကရင်ကနောက်ဝေါ်နံပါတ်1သူကစည်ရင်းဝယ်ထားတယ်ပြိတ္တတွေကိုဗာမင်းပြောချင်တာရှိတယ်ပြိတ္တတွေကတော့ဘယ်လိုခေါ်မလဲ အားပေးတဲ့ပိဋကတော့နံပါတ်1အနေနဲ့ပြောရင်တော့ကျေးဇူးတင်ပါတယ်ပေါ့။ဘာဖြစ်လဲဆိုတော့ကိုယ်အားပေးတဲ့သူတော့ကျေးဇူးတင်စကားပြောရမှာ။နောက်တစ်ခါကျတော့ကြိုက်ပွဲကိုလည်းသူတို့ပြောကျင်တာတော့ဟိုဘယ်လိုခေါ်မလဲ။တခြားဟိုစဉ်းစားပြီးတော့မှကြိုက်ပွဲဝင်သွားမယ်လို့ပြောကျင်ပါတယ်။